ီဒီမလိမ့်တပတ်နဲ့ဒေါ်လာရေးပြီးသွားခဲ့လို့ရှိရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့နိုင်ငံရေးအခင်းချင်းကိုပေါ်ဆောင်ပြီးတော့အာဏာရောအခွင့်အရေးတွေရောနော်ညဝေပြီးတော့အုပ်ချုပ်ရမယ်အနေထားကိုမလိုလားဘူးစစ်ကောင်စီကိုဖြုတ်ချပြီးတော့အဲသူတို့လည်းအချိန်ကာလလေးခဏပဲဖြစ်ဖြစ်ပေါ့နော်ဖက်ဒရယ်ကိုအချိန်ဆွဲထားပြီးတော့ဘိုးဦးစီးစနစ်ဘိုးချုပ်ကိုင်းတဲ့စနစ်ရှင်းရှင်းပြောရရင်လော်ဝကြီးအုပ်တဲ့စနစ်နဲ့အုပ်ချုပ်ခြင်းနဲ့လူတို့ချို့ ဒါကျွန်တော်တို့ရဲ့အစိုးရရန်နေရာထဲမှာလည်းပါနေနိုင်တယ်ပေါ့နော် နော်ဟိုအဲ့လိုပါနေမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးပါနေနိုင်တယ်နော်ချင်းချင်းပြောရင်အစိုးရအဆက်ဆက်ကဖက်ဒရယ်ကိုနော်ဒီဒီတိုင်းရင်းသားတွေဂျင်းနဲ့ယုံလောက်ပဲစကလုံးလေးခင့်ထားပြီးတော့တကယ်တကယ်ကျတော့ဖက်ဒရယ်ကိုရှောင်တဲ့နိုင်ငံရေးအခင်းချင်းတွေပဲဖန်တီးသွားကြတာများတော့အခုလာမဲ့ NUG အစိုးရကရောနော်နော်ဒီဒီဖက်ဒရယ်ကို တကယ်အကောင့်ထဲပေါ်ပေးမဲ့သူလားเนาะဒီဒေါ်လာရဲ့ကာလလွန်မြောက်သွားတဲ့အချိန်မှာတကယ်ပဲလူလူလက်ထက်ပြန်အပ်ပြီးတော့အာဖက်ဒရယ်အခင်းချင်းကိုပေါ်ဆောင်မလားဆိုတာတွေကိုတိုင်းရင်းသားတွေအစိုးရကောင်စိုးရင်လိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့အစိုးရအနေနဲ့လည်းသတိထားရเนาะအစိုးရရန်နေရာထဲမှာပါပြီးတော့เนาะအဲ့ဒီဖက်ဒရယ်ကိုရှောင်ရင်တဲ့နိုင်ငံရေးသမားတွေရဲ့စကားကိုလည်းအထူးသဖြင့်တော့ကျွန်တော်တို့ဗမာတိုင်းရင်းသားတွေเนาะပါပါနဲ့နဲ့နားလည်မှဖြစ်လိမ့်မယ်ခင်ဗျားတို့ကိုအသုံးချပြီးတော့เนาะ ဒီဖက်ဒရယ်ကိုဖျက်ဆီးမှာပဲဖက်ဒရယ်ကိုအချိန်ဆွဲမှာပဲအဲ့ဒီလိုလူတွေက NUG အစိုးရရန်နေရာထဲမှာလဲခိုကက်ပြီးပါလာနိုင်တယ်အဲ့ဒါပြည်သူတွေကသတိထားရမယ်ကျွန်တော်တို့ရဲ့အစိုးရရန်နေရာကအဓိကတာဝန်ရှိတဲ့ပုံကိုယ်တွေကလဲအဲ့ဒါကိုသတိထားရမယ်တိုင်းရင်းသားတွေကဖက်ဒရယ်ကိုမကြောက်ဘူးဖက်ဒရယ်နဲ့ပတ်သက်ပြီးစိုးရိမ်နေကြတာအဲ့ဒီစိုးရိမ်စိတ်ကို NUG ကပြက်ပြက်သားသားဖျောက်ပေးဖို့သူတို့မျှော်လင့်ကြတယ်ရှင်းရှင်းပြောရင်ကျွန်တော်တို့စကားပြောရသလောက်နော်ဖက်ဒရယ်ကိုတိတိကျကျအကောင့်ထဲပေါ်ပေးမယ်ဒီဒီဒီ ဟိုဖက်ဒရယ်ချာတာဆိုတာတက်ပို့ပြီးတော့ဖက်ဒရယ်ပြည်ညင်ဆိုတာတက်ပို့ပြီးတော့တေချာတိကျတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ဖို့သူတို့တွေမျှော်လင့်ကြတယ်မဟုတ်လို့ရှင်ဝိလေကြောင်ပန်းနဲ့ဒီပရိပခကြီးကနေလွတ်ထွက်သွားတဲ့အချိန်မှာဝိရှောင်သွားအောင်မှာကိုသူတို့စိုးရိမ်ကြတာပဲရှိတယ်ဖက်ဒရယ်ကိုမလို့ချင်တာမဟုတ်ဖက်ဒရယ်ကိုထတ်ပြီးလိန်သွားမှာပဲသူတို့ကြောက်တယ်အဲ့ဒါကို NUG အစိုးရအနေနဲ့သတိထားဖို့လိုတယ် NUG အစိုးရတရက်လုံးကနော်ဖက်ဒရယ်ကိုလိုလားရင်တောင်မှအစိုးရရန်နေရာထဲမှာညှက်ပါပြီးတော့ နော်ဘိုလ်ချုပ်ကင်မှုကိုတာယာခြင်းနဲ့တချို့ပုံကိုယ်တွေပါနေနိုင်တယ်အဲ့ဒါတွေကိုစနစ်တကျခိုင်းတိုင်တွယ်နိုင်ဖို့လဲအာလိုပါတယ်နော်အဲအဲ့ဒါလေးလဲသတိပေးခြင်းနဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်ပြည်သူတွေကိုပြောခြင်းတာတိုင်းရင်းသားတွေကဖက်ဒရယ်ကိုမကြောက်ပါဘူးဖက်ဒရယ်ကိုရှောင်လဲမရှောင်ခြင်းပါဘူးအဲတကယ်တော့ဖက်ဒရယ်ကိုမျှော်လင့်ပါတယ်ဖက်ဒရယ်ကိုလိုလဲလိုခြင်းနေကြပါတယ်ဒါမှသူတို့တိုင်းရင်းသားတွေရဲ့ဘဝအနာဂတ်ကဟော တောက်ပြောင်လာမှာဖြစ်လို့ဒါကိုမျောလင့်တယ်ဒါပေမဲ့အစိုးရအဆက်ဆက်ကလိန်ညာတာတွေပဲကြုံနေရတဲ့အခါကျတော့အော်ဒီဒီအခြေအနေမှာလည်းတို့အနေနဲ့စိုးရိမ်တာရှိပါပြောကြလိမ့်မယ်ပြီးခဲ့တဲ့အစိုးရအဆက်ဆက်ကဒီဒီစစ်တပ်ကပဲလော်ဝကြီးအုပ်ခဲ့တာအစိုးရရန်နေရာကိုဖော်ဆောင်ခဲ့တာအခုဟာကစစ်တပ်ကိုဖြုတ်ချပြီးတော့နော်အရက်သားအစိုးရတက်မှာပဲနော်ဆိုပြီးတော့ပြောကြတာတွေရှိလိမ့်မယ်စစ်တပ်မဟုတ်ဘူးဒါပေမဲ့အရက်သားအစိုးရမှာလည်းမလိမ့်တဲ့ဘက်နဲ့ ်အဘိုးချုပ်ကန်မှုစနစ်ကိုမဖြတ်ဖဲနဲ့ဖက်ဒရယ်ကိုခဏအချိန်ဆွဲထားတာတွေဖက်ဒရယ်ကိုရှောင်တာတွေလှုပ်လာမှာကျွန်တော်တို့တိုင်းရင်းသားတချို့စိုးရိမ်နေတာတွေအဲ့ဒါတွေကိုကျွန်တော်တို့ခံစားသိရတယ်